皆さんこんにちは。アロンベミングラバー。ハローオンラインジャパニーズラングウェイクラスがね、ပြီးတော့มาပြန်လဲကျဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဒီနေ့ဒီဗီဒီယိုလေးထဲမှာပေါ့เนาะအဲတင်တော့ပြိမဲ့တင်တော့ပြိမဲ့တင်ငန်းစာကြတော့ အတရေးဆန်လေးကိုပေါ့နော်ဂျပန်လိုဘယ်လိုမျိုးပြောမလဲဆိုတာလည်းပတ်သက်တဲ့ပေါ့နော် general ဘက်ကိုရောက်တဲ့ဂျပန်စာသင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာဒီ vocabulary က F5 မှာလည်းပါပါတယ် basic မှာသင်နေအောင်ဆိုရသူတွေလည်းကြည့်လို့ရပါတယ်ဒါမှမဟုတ်ဘယ်နဲ့ဒီတိုင်းပေါ့နော်ဂျပန်စာကိုစိတ်ဝင်စားလားမစားဘူးလားသိချင်တယ်ဆိုရင်လည်းဒီ video လေးကိုကြည့်သွားလို့ရပါတယ်အဲဆိုရင်ပေါ့နော်ဒီထက် vocabulary လေးတွေကိုတိုင်းလေ့လာမယ်ဆိုရင်လည်းအဆင်ပြေမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ ော့ဆက်လိုက်ကြမယ်နော်ဒီနေ့ခေါင်းစဉ်ပြရတော့ animals in japanese ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဆက်ပြီးတော့တော့ပါမယ်ရှင်ဟုတ်ပြီပထမဆုံး slide မှာဆိုရင်ဒီမှာဆိုရင်တိရိစ္ဆာန်ကြီးအများကြီးပေးပေါ့နော်တခုချင်းစီကိုတရားလေးတိုင်ပြီးတော့ပါမလို့လိုက်ကြည့်ပေးကြပါနော်ဟုတ်ပြီပထမဆုံးတစ်ခုပေါ့နော်ပထမဆုံးတစ်ခုကိုဒီမှာရိုမာချင်းနဲ့လည်းပြထားတဲ့တို့ဟီရာကာနာနဲ့လည်းပြထားပါတယ်အင်းအင်းနုအင်းနု อินุอินุဆိုတော့ခွေးကိုပြောတာဖြစ်ပါတယ်ဘယ်လိုတတ်ထွက်လဲอินุဒီရှေ့ရလေးကอีနောက်ကနုဆိုတော့อินุခွေးကိုပြောတာဖြစ်ပါတယ်อินุခွေอินุခွေอินุခွေဟုတ်ပြီဆိုတော့တစ်ခုတော့ပါမယ်ဒီတော့အရှိရစကလုံးကပါလေဒါလေးကနဲနောက်ကခော့နဲခော့နဲခော့ neko 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 ဆိုတာကကျတော့ကြောင်လို့ပြောတာဖြစ်ပါတယ်ပေါ့နော် neko neko ဟုတ်ပြီနောက်တစ်ခု neko ဆိုတာဒီရှိရလေးကတို့ဒါလေးရရိတို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 ရိဆိုတာကတော့ညက်ပေါ့နော် bread ကိုပြောတာဖြစ်ပါတယ်တိုရိတိုရိနောက်တစ်ခုနောက်တစ်ခုကတော့စခနစခနစခန စက္ခဏစက္ခဏဆိုတာကတော့ငါးကိုပြောတာဖြစ်ပါတယ်ဒီငါးကိုပေါ့နော်မလုံးနီးယားမှာတောင်းသီးလဲဆိုရင်စားတဲ့ပေါ့နော်ဟုတ်တယ်ငါးတည်းရတော့စားရပဲဒါပေမဲ့စားရဲ့အဲ့လိုမျိုးခုတ်ထားပြီးသားငါးအာဒါမျိုးဆိုရယ်သူကဒီစက္ခဏဆိုပြီးတော့တုံးပါတယ်အနောက်ခုတားချင်ပါမယ်နော်ဥမဥမဥမဆိုတာကကြတော့မြင်းကိုပြောတာဖြစ်ပါတယ်မြင်းမြင်းဥမဥမ မြင်းကိုပြောရဖြစ်ပါတယ်ပြီးဆိုရင် oshi 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 ဆိုတာကတော့နွားကိုပြောရဖြစ်ပါတယ်ဘုတာ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 ဆိုတာကကျတော့ဝက်ပေါ့နော်အတားကိုပြောရဖြစ်ပါတယ်တခုကကျတော့ hisuji 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 ဆိုတာကတော့တိုးကိုပြောရဖြစ်ပါတယ် usaki Usagi 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 ဆိုတာကတော့ရုံရုံကိုပြောတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့ Saru 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 ဆိုတာကကျတော့မြောက်ကိုပြောတာဖြစ်ပါတယ်ဟုတ်ပါပြီဆိုတော့နောက်တစ်ခုဆက်ကြည့်မယ်နော်အဲ့ဒါပြီးဆိုရင်ခုမခုမခုမဆိုတာက तू ကဘာကိုပြောချင်တာလဲဆိုရင် तू ကဒီပေါ့နော်ဝဝင်ပေါ့နော်ဝဝင်ပြောတာဖြစ်ပါတယ်ပြီးတော့ shika shika ရှ िख ရှ िख ဆိုတာကတော့အဲဒရေပေါ့နော်ဒရေကိုပြောတာဖြစ်ပါတယ်အပြီးတော့ kissne 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 ဆိုတာကတော့မျိုးခွေးကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာ kissne လို့ဖတ်ဘူးနော် kissne လို့ဖတ်ပါတယ်လောက်ဆိုရင်ဒီစကအသေးမဟုတ်ဘူးအကြီးမလို့ပါ kissne kissne ဟုတ်ပြီဆိုတော့အခုကြည့်မယ်အရှိကဒါပါအရှိကစကားလုံးလေးကိုကြည့်ပါအဲ့ဒါပါလေ ့နောက်မှလည်းအုပ်ပါရဲ့အဲ့လိုမျိုးဒီ I ဥပ or ဒီငါလုံးလေးကအာနှလုံးလုံးအဲ့အဲ့လိုမျိုးကတ်နေပြီဆိုရင်ဘာလုပ်ရမလဲလို့ပြောထားလဲဆိုရင်အခြေခံသင်ငန်းဆိုင်တွေမှာအတန်ရှည်ဆွဲရမယ်လို့ပြောထားပါတယ်။ဘယ်ရဆက်ကလုံးအတန်ရှည်ဆွဲမလဲဆိုရင်ပထမဆုံးဆက်ကလုံးကိုအတန်ရှည်ဆွဲပါမယ်။အဲ့တော့အိုအိုလို့မပဲဖိနေ။အိုလို့ဖြစ်သွားပါမယ်။အိုအိုကာမီအိုကာမီ โอคามิโอคามิဆိုတာကတော့အာဝင်းဘယ်လေးပေါ့နော်ဝင်းဘယ်လေးကိုပြောတာဖြစ်ပါတယ်အဲ့ခုစီမဲလေအရှိရနဲ့နောက်ကစစစကိုမှတန်တန်လေးတင်ထားတော့စနဲစနောက်ကမိနဲစ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 မိဆိုတာကတော့အာမတ်ဆိုတဲ့ပြောလိုက်ရဲရက်လိုပြောလိုက်ရဲအတူတူပဲပေါ့နော်အဲ့အဲ့ကူကဒီကြွအမျိုးအစားတစ်ခုပါပဲနောက်တစ်ခုကကြတော့ဒီ ပြန်ပြန်နော်အရှိကဆိုဆိုတင်းတင်းနော်ဆိုနောက်ကအိုအဲ့တော့ဘာလုပ်လဲရှေ့ဟောက်တန်ရှည်ဆွဲမယ်ဆို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 တာကကြတော့အဲ elephant လို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကအရှိကတုနောက်ကရတူရတူရတူရဆိုတာကတော့ကြားကိုပြောတာဖြစ်ပါတယ် right on right on right on ရှင်တေးကိုပြောဖြစ်ပါတယ်အရှိယကနောက်ကဤသူတို့ပေါက်ဖက်လိုက်တော့ right oh oh on ba on အတန်ကိုပြောင်း right on right on right on ရှင်တေးကိုပြောဖြစ်ပါတယ် kirin kirin အရှိယ kiyaki rio on ba in အတန်ကိုပြောင်းတော့ kirin giraffe အဲတက်ကြရအောင်ကိုပြောဖြစ်ပါတယ်နောက်ခွဲကြတော့ hey he ကိုသက်တယ်နော် b happy မျိုးကိုပြောရဖြစ်ပါတယ် အဲ့ဆိုရင်နောက်ထပ်တစ်ခုကိုတွေ့ပါမယ်ဒီမှာဆိုရင်အရှိအစကလုံးကအနောက်က a နောက်ဆုံးက root ဆိုတော့ခဲ root 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 ဆိုတာကကြတော့ဒီ power ကိုပြောဖြစ်ပါတယ်ဖြစ်ဖြစ်ဆိုရင်ခမဲ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 ဆိုတာကကြတော့ leg ကိုပြောတာဖြစ်ပါတယ်ခုကြည့်တာခုကြည့်တာ ခုချီရာခုချီယာဆိုတာကတော့အာဒီဝေလငါကိုပြောတာဖြစ်ပါတယ်။ iruka 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 ဆိုတာကကြတော့လပိုင်ကိုပြောတာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ niwa atori နီဝတူရီနီဝတူရီဆိုတာကတော့ကြက်ကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာမှတ်လို့ရရဲ့ပေါ့နော်အရှိကနီဝကိုတတ်တ်ဖေးထားလိုက်တူရီဆိုတာကငှက်ဒီကြက်ကလည်း तू ကပြန်နိုင်တဲ့အတွက်ကြောင့်လို့ဒီငှက်စကလုံးတွေတွဲထားရဲတွဲထားရဲအရှိကနီဝလေးနဲ့ပေါင်းလိုက်တော့နီဝတူရီဖြစ်သွားပါတယ်ဒါကနီဝတူရီနီဝတူရီဆိုတာကတော့ကြက်ပါဟုတ်ပြီနောက်တစ်ခုကြည့်မယ်အဟီရူ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 ဆိုတာကတော့ ်ဘဲကိုပြောရဖြစ်ပါတယ်ဒါကြီးကတော့အာဒီနေ့သင်ခန်းစာရဲ့ second unit ပါအဲ့ဆိုအစအမိအဆုံးကိုတစ်ခေါက်ပြန်ပြီးရောပြပြပါမယ်။ ino kwe ne kho chang tori nya sakana nga umma ni ushi no buta wa hisuchi to Usagi Jou Saru Miao Kuma Wawu Shika taye, Kisune Nyigui Okami Wimbali Nezumi Chua uh, Su so. Sin Tori Cha ja, Rai On Chinti Kirin Kirin တက်ကလောက် happy မွေခဲရူပါခမေအလေကုတိရာအလေကုတိအနော်ကုတိရာကသူကအမ်ဝေလာငါတော့ပြောပြပါတော့ဝေငါဝေလာငါနဲ့လက်ပိုင်းတည်းမတူတော့အဲ့ဒါကိုရောက်တတ်ပါတယ်ပြီးတော့ဣရခဣရခကဒီအလက်ပိုင်းနေဝတ္တိချက်နေဝတ္တိ ဇနိဝတူရိဇတခအဟိရုဘေအဟိရုဘေအဟိရုဘေဟုတ်ပြီနော်ကေပါဆိုအမ်ဒါလေးကတော့ဒီနေ့တင်ခဲ့တဲ့အာတိရစ္ဆာန်လေးကိုဂျပန်လိုဘလို့ခေါ်လဲဆိုရယ်တင်ခန်းစာလေးပဲဖြစ်ပါတယ်အဲ့ဆိုတော့အားလုံးပဲဒီနေ့ဗီဒီယိုလေးကိုကျန်နေတဲ့မဲ့လို့မျောလင်းပါရယ်တကယ်လို့ကျန်နေတဲ့တဲ့ဆိုရင်အာ တီချဲရဲ့ YouTube channel လေးကို subscribe တွေလောက်ထားပေးကြဖို့ပြောချင်ပါသေး။ဒါဆိုရင်တော့ဒီနေ့သင်ခန်းစာတော့ပါပဲ။နောက်ထပ် lesson တွေမှာပြန်ကြည့်ပါမယ်။အာဆိုတော့皆さんこんにちは皆さんさようならありがとうございます。